လွန်ခဲ့တဲ့လကကျမစီကို restaurant ပိုင်ရှင်စားသောက်ဆိုင်ပိုင်ရှင်တယောက်က voice consultation လာယူတယ်။သူကပြောတယ်ချဲတဲ့ကျမတို့ဒီအိမ်ကိုကျမတို့အတူတူကြိုးစားလုပ်ကင်ပြီးတော့မှစီးပွားရေးတွေလုပ်ကင်ပြီးအောင်မြင်ပြီးတော့မှဒီအိမ်ကိုဝယ်ခဲ့တယ်တဲ့။ဒါပေမဲ့ဒီအိမ်ကိုရောက်တဲ့အခါမှာတဲ့အရင်ကလုံးဝ ညှိနိုင်တဲ့အခါမှာလည်းပြပြလေးလေးချစ်ချစ်ခင်ခင်နဲ့ဘဝမှာဒုက္ခတွေရောက်ခဲ့တော့မှဆိုလို့ရှိရင်တယောက်နဲ့တယောက်တိခတ်နားလဲပြီးတော့မှလိုချင်တာဆိုလို့ရှိရင်အများကြီးညှိစရာမလိုဘဲနဲ့သဘောထားတူညီခဲ့တယ်ပေါ့နော်အရင်ကမှလိုက်ဖက်ညှိခဲ့တဲ့အာအတွဲဖြစ်ခဲ့တဲ့ဒီအိမ်ကိုရောက်လာပြီးတဲ့အခါမှာတဲ့ကျမလေးတဲ့ကိုကလည်းစိတ်တွေအရင်ကြမ်းတက်ပြီးတော့မှတိခန့်စိတ်တွေလုံးဝမရှိတော့တာလည်းသိရတယ်တဲ့နောက်တစ်ခုကတဲ့ကျမရဲ့ ိတ်ခဲနေမှာတဲ့ဘလောက်အိတ်အိတ်တဲ့လူသားတဲ့နာရရစိတ်ကောလူကောနာရတယ်လို့မခံစားရတဲ့အပြင်ကိုတဲ့အာဒီ အရေးဝါတယ်လို့လည်းမခံစားအောင်ပြီးလို့ရှိရင်တဲ့ကျမတို့လင်မယားကအခုဆိုလို့ရှိရင်တဲ့ဘာမှမဟုတ်တာလေးကိုပဲညှိနှိုင်းရအရန်ခက်နေတယ်တဲ့အရင်ပြောသားတွေကြီးတယ်အရင်ညှိနှိုင်းရခက်တယ်အရင်ရန်နေများရတယ်ပေါ့နော်ဒါဟာတစ်ခုခုလွဲနေပြီဆိုတော့ကျမသိတယ်တဲ့အဲ့အကြောင်းလို့တဲ့ကျမကိုဘာစနဲ့အပြင်ကိုဒီအင်ကိုကောစစ်ပေးပါအောင်ဆိုပြီးတော့မှကျမကိုပြောခဲ့တယ် အဲ့မှာပဲဟုတ်ပြီဒါဆိုလို့ရှိရင်ကျမတို့ appointment ယူမယ်အာ appointment ယူပြီးတဲ့အခါမှာဆိုလို့ရှိရင်ကျမစီကိုဒီ floor plan လေးနောက်တစ်ခုကကျတော့ဒီအိမ်ပုံလေးအခန်းအာ room by room video record လေး photo လေးကျမစီကိုပို့ပေးပါဆိုပြီးတော့မှကျမပြောခဲ့တယ်အဲ့မှာကျင်းတဲ့အချက်တွေကိုခဏထားလိုက်အောင် ျမဆဆချင်းမြင်လိုက်တာနဲ့ကျမသိလိုက်ပြီးအာဒီအတ္တိကတရခံကဘာလဲဆိုတာပေါ့နော်အာသူကအိမ်ကစောက်ထားတာကဘယ်လိုစောက်ထားလဲဆိုတော့အောက်ထက်မှာကစားပေါက်ဆိုင်စောက်တယ်စားပေါက်ဆိုင်အဲ့ရဲ့ဒုတိယချက်မှာဆိုလို့ရှင်သူတို့မိသားစုနေပေါ့ပေါ့ Master Baron နေလေးရှိတယ်အဲ့ခန်းဒီကောဖျားကန်းဒီကောအားလုံးကိုအစင်သိလောက်ထားတယ်ပေါ့ပြောချင်တာကအလုတ်ကောအိမ်ကောတွဲရက်ကောမှနှစ်ထက်စောက်ထားတာဆိုတော့ အဲ့ဒီမှာပဲသူကကျင်းတဲ့အခန်းလေးကတော့ပြဿနာအများကြီးတော့မရှိဘူးဒါပေမဲ့သူ့ရဲ့အိမ်တော်ကြီးမှာအကြီးကဖြစ်နေတဲ့ပြဿနာတွေကိုဖန်တီးပေးနေတဲ့အချက်က၃ချက်ရှိတယ်အဲ့ဒီအဲမှာမှကျင်းတဲ့အချက်တွေကကျွန်မပြောပြပြီးသားဖြစ်တဲ့အတွင်းမှာအရေးကြီးဆုံးအချက်ကိုကျွန်မပြောပြမယ်အဲ့ဒီချိန်မှာမှသူကဘာဖြစ်လဲဆိုတော့အောက်ချက်က restaurant ကဒီစားသောက်ဆိုင်ကမီးဖို့ကြောင့် kitchen ကသူ့ရဲ့ master bedroom နဲ့တိုက်ရိုက်ကြနေတာเนาะ ဲ့လိုမျိုးကြာနေတဲ့အိမ်လေးဆိုလို့ရှိရင်ဒီအိမ်ကအရန်အိမ်ပူတယ်အိမ်ထောင်ရေးမှာဆိုလို့ရှိရင်ပဏိပခါတွေများတယ်စိတ်ကိုဟိုလွန်ဆက်တက်ကြရဲ့စိတ်ကိုမရစေဘူးဘလို့လားအဲ့တဲ့ energy တွေဆုံးရှုံးစေတယ်ပြောချင်တာကမီးဆိုတာကကျေတော့ရန် energy ပေါ့အာဒီအိတ်ခမ်းဆိုတာကယင် energy အရင်ကမှစိတ်ငြိမ်ပြီးတော့မှငြိမ်သက်ပြီးတော့မှနုညက်သိမ်မွေးတဲ့ယင် energy ဖြစ်တယ်အဲ့မှာမတူညီတဲ့စွမ်းအင်နှစ်ခုထိတိုက်ဆုံပြီးတော့မှမလိုလားအပ်တဲ့ပြဿနာတွေကိုဖြစ်ပေါ်စေတာဖြစ်တယ် အဲ့ဒါအပြင်ကိုတခြားအချက်တွေလည်းရှိသေးတယ်ပေါ့အဲ့တော့ကျမကဒီပြန်ပြင်စင်နီးကိုပြန်ပြီးတော့ပြောပြမယ်ဒီလိုမျိုးအောက်ထက်ကမိဖို့ကြောင်းနဲ့အပေါ်ချက်ကအိတ်ခံ master bedroom ရှိတဲ့လူတွေအနေနဲ့ဆိုလို့ရှင်ကျမတို့ကဒီ fire energy နဲ့ဒီ yin yin energy နဲ့ yang energy ဂျားထဲမှာ chair တို့ကဘာလို့ရမလဲဆိုလို့ရှင်ရင်မိကိုထိန်းတာ up ဖြစ်တယ်မြေတက်ပေါ့နော်အဲ့တော့မြေတက်ဒါမှမဟုတ်လို့ရှင်လဲမိကိုနိုင်တာရေတက်ပေါ့ဆိုတော့ကျမတို့က အောက်ထက်နယ်အပေါ်ထက်မှာကိချမ်းဖြစ်ပြီးတော့မှအပေါ်ထက်မှာမတ်စတာဘက်ရုံစောက်ပြီးသားလုံးမရွေးချယ်လို့မရတော့ဘူးပြင်းလို့လည်းမရတော့ဘူးအခန်းနေပြောင်းလို့လည်းမရတော့ဘူးဆိုတော့ကျမတို့ကဒါကို QR လို့ရအောင်မယ်ကုသရအောင်မယ်အဲ့ဒီခါမှာကျမတို့ကဒီမြေတက်နဲ့ရေတက်ကိုမြင်းများတုံးရအောင်မယ်ဆိုလိုတာကရေတက်တုံးမယ်ဆိုလို့ရှိရင်ရေကန်ကြီးစောက်ရမှာလားဆိုတော့မဟုတ်သေးဘူးပေါ့နော်ဗီဒီယိုကအရင်ရှည်သွားတဲ့အတွက်အပိုင်းနှစ်ကနေပြီးတော့ဆက်ပြီးပြပြမယ်နော် See you ဆိုတော့အပိုင်းနှစ်ကို သွားကြရအောင်တကယ်လို့ကိုယ့်ရဲ့ master bedroom အိတ်ခံအောက်မှာမိဖို့ကြောင့်ရှိခဲ့မယ်ဆိုရင်ဘလို့စိုးကျိုးတွေရှိလဲဆိုတာကိုပြီးခဲ့တဲ့အပတ်က မျှဝေပြီးဖြစ်ပါတယ်ဒီတစ်ခါမှာတော့ဒီလိုမျိုးအိမ်တိဆောက်ပုံ ရှိခဲ့မယ်ဆိုရင်ဘလို့ဖြည့်ရှင်းနေတွေလုပ်ရမလဲဆိုတာကို ပြပြပေးတော့မှာဖြစ်ပါတယ် ကျကယ်လို့ကိုယ့်ရဲ့ master barrel အောက်မှာမိဖို့ချောင်းရှိမယ်ဆိုလို့ရှင်ကျမတို့ mezzanine လို့ခေါ်တဲ့ထက်ခိုးငယ်လေးကိုထက်ပြီးတော့မှထည့်သွင်းတည်ဆောက်ဖို့လိုအပ်ပါတယ်တကယ်လို့ဒီလိုမျိုးထည့်သွင်းဖို့ space မရှိဘူးစောက်ဖို့အခက်အခဲရှိနေတယ်ဆိုရက်လူတွေအနေနဲ့ fire ကိုထိန်းချုပ်တဲ့ add element ကိုထည့်ရမှာဖြစ်ပါတယ်မီတက်ကိုထိန်းချုပ်ပြီးတဲ့ညီတက် element တွေ ဲ့ရမှာဖြစ်ပါတယ်။ဥပမာမြေတဲ့အရာဖြစ်တဲ့အညိုရောင်ရှိတဲ့ကော်စောတွေထဲတာအညိုရောင်ခန်းစည်းလိုက်ကာတွေထဲတာအညိုရောင်အိယာခင်းတွေကိုတုံးတာတွေထည့်ပေးရမှာဖြစ်ပါတယ်။နောက်တစ်ခုက fire ကိုထိန်းချုပ်တဲ့ water element တွေထပ်ပြီးတော့မှထည့်သွင်းပေးရမှာဖြစ်ပါတယ်။ဥပမာရေကန်ငယ်လေးတွေရေတကွန်ပုံလေးတွေဒီပုံစံလေးတွေကိုထည့်သွင်းပေးဖို့လိုအပ်ပါတယ်။ ဒါဆိုရင်တော့ဒီ fire element ကလာတဲ့ရန်ဓာတ်တွေက ရင်ဓာတ်ကို လာရောက်နှောက်ယှက်ဖျက်ဆီးခြင်းကိုအနည်းငယ်ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။အကောင်ဆုံးကတော့ဒီပြဿနာကိုရှောင်ရှားပြီးတော့မှတခြား bathroom ကိုရွှေ့တာကအကောင်ဆုံးဖြစ်ပါတယ်။ကာကွယ်ခြင်းကကုသခြင်းတဲ့ပိုကောင်းတဲ့အရာဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်ရှင်ချဲမို့ပါ